ီဒီယိုမှာတော့ရူမေးနီးယားကိုလှမ်းပြီးတော့မှအလုံးရှောက်ချင်တဲ့သူတွေအတွက် website လေးတွေပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့နံပါတ်2အနေနဲ့ကတော့နံပါတ်3ကတော့နံပါတ်4ကတော့ဒီ website လေးတွေကနေပြီးတဲ့အခါကျတော့မှလှမ်းပြီးတော့မှ အလုံးရှောက်လို့ရပါတယ်။ ကိုရောက်ရှိနေတဲ့နေရာနေပြီးတော့ပဲဒီ website လေးတွေကိုဝင်ကြည့်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ CV form ကို upload လုပ်ပါ okay CV form လို့ပြောလာပြီးဆိုတဲ့အခါကျတော့ဒီမှာ experience တွေလိုလာပြီး CV form ကောင်းကောင်းတစ်ခုလုပ်ပြီးတဲ့အခါကျတော့ဒီ website တွေမှာခေါ်တဲ့အလုပ်အကိုင်းတွေကိုလှမ်းပြီးတော့ရှောက်ကြည့်ပါရှောက်ကြည့်ပြီးတဲ့အခါကျတော့မှဒီသူတို့ဘက်က interview လာတဲ့အခါမျိုးမှာကိုက online ကနေ interview ပါ ဒီမှာ website မှာပြထားတဲ့ description တွေမှာတော့ကိုကိုဒီ foreign ကအလုပ်သမားတွေကိုလှမ်းခေါ်တာဟုတ်မဟုတ်ပေါ့เนาะတစ်ချက်ကြည့်ပါကြည့်ပြီးတဲ့အခါကျတော့မှကိုရဲ့ CV form ကို upload လုပ်ပြီးတဲ့အခါကျတော့မှဒီတနေ့ကိုအားရင်အားသလိုအလုပ်၃လေးခုရှာပြီးတဲ့အခါကျတော့မှ upload အမြဲတမ်းလုပ်နေပါ အမြဲတမ်းအလုပ်ကိုရှောက်နေပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီတနေ့နေ့မှာတော့ကိုယ့်ကိုရွေးချယ်တဲ့ interviewer ပေါ့နော်ကိုယ့်ကိုရွေးချယ်တဲ့ employer ပေါ့တွေ့လာမှာပါဒီလိုမျိုးတွေ့လာပြီဆိုလို့ရှိရင်တော့ သူတို့ကကိုယ့်ကိုကြိုက်တယ်ဆိုရင်အင်တာဗျူးခေါ်မယ်အင်တာဗျူးပြီးတာနဲ့ကိုယ့်ကိုသဘောကျတယ်ဆိုလို့ရှိရင်သူတို့ကနေပြီးတဲ့အခါကျတော့ work permit လှမ်းပြီးတော့ကိုယ့်ကိုပို့ပေးမယ်။ Okay ကိုကအဲ့ဒီ work permit ကိုကင်ပြီးတဲ့အခါကျတော့မှဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်ကိုရောက်ရှိနေရနိုင်ငံပေါ့နော်။ဥပမာထိုင်းနိုင်ငံမှာဆိုရင်လည်းထိုင်းနိုင်ငံဒူဘိုင်းမှာဆိုရင်လည်းဒူဘိုင်းမှာရှိတဲ့ဒီ Romania တန်ယုံကိုသွားပြီးတဲ့အခါကျတော့ကိုက website ရဲ့တန်ယုံကိုတွားပြီးတဲ့တန်ယုံရဲ့ website ကိုတွားပြီးတဲ့အခါကျတော့မှကိုကဒီဘက်မှာအလုတ်တွားလို့ရှင်ချောင်းပေါ့နော် work visa ကိုရှောက်ရမှာဖြစ်တယ်ရှောက်ပြီးဆိုတော့မှအဲ့ဒီမှာ ဖောင်ဖြည့်ဖောင်ဖြည့်ပြီးတဲ့အခါကျတော့မှကိုကိုအော်အင်တာဗျူးအပွိုင်မန့်ပေါ့နော်သူတို့ဘက်ကပေးတာမျိုးလည်းရှိတယ်တချို့တန်ရုံနေရာကြတော့လဲကိုကအင်တာဗျူးကိုစကေဂျူးလုပ်ရအောင်မျိုးဖြစ်ရှိတယ်ဆိုတော့အင်တာဗျူးရပြီဆိုတော့မှအင်တာဗျူးကိုသွားဖြည့်အဲ့တော့မြန်မာနိုင်ငံလူတွေရောရှောက်လို့မရဘူးလားဆိုတော့မြန်မာနိုင်ငံမှာ experience ကောင်းကောင်းရှိနေပြီးတော့ကိုနဲ့ဒီဟို ကိုက်ညီတဲ့ကိုယ့်ရဲ့ experience နဲ့ကိုက်ညီတဲ့အလုပ်မျိုးတွေ့တယ်ဆိုလို့ရှိရင်လှမ်းလျှောက်ထားလို့ရတယ်မြန်မာနိုင်ငံမှာတော့ Romania တန်ရုံမရှိဘူးဒါပေမဲ့ကိုယ့်လက်ထဲကို work permit ရောက်လာပြီဆိုလို့ရှိရင် Romania တန်ရုံရှိတဲ့နီးစပ်ရာ country တွေမှာတစ်ချက်ပြန်လေ့လာပြီးတဲ့အခါကျတော့မှ visa လျှောက်လို့ရတယ် interview schedule လုပ်ပြီးတဲ့အခါကျတော့သွားပြန်ဖြေလို့ရတယ်ပေါ့နော်ဖြေပြီးတော့မှ counselor ကပဲဆုံးဖြတ်ပေးမှာ ဒီ interview နဲ့ပတ်သက်ပြီးတော့အောင်နေမအောင်ဘူးဆိုတာဘယ်သူမှဘာမှလုပ်ပေးလို့မရဘူး။တန်ယုံရဲ့ counselor ကပဲကိုကိုပေးမှာဆိုတော့ okay ဒီ website တွေကနေတဆင့်အမြဲတမ်းအလုပ်အမြဲတမ်းရှောက်ထားပါ။ရှောက်ထားပြီးတော့တနေ့နေ့ကျရင်တော့ကိုနဲ့ကိုက်ညီတဲ့အလုပ်ကိုကိုကိုကြိုက်တဲ့ employer ပေါ်လာတဲ့အခါမျိုးမှာ ိုဒီ work permit နဲ့ဒီ visa interview အခြေအနေကိုရောက်လာပါလိမ့်မယ်เนาะဒီတိုင်းမဲ့ထိုင်ပြီးတော့ agent ကိုမရှာနေပါနဲ့ဒီ website တွေကိုမှွေနှောက်ရှာပြီးတော့ကိုယ့်ရဲ့ CV form ကောင်းကောင်းတစ်ခုလုတ်ပြီးတဲ့အခါကျတော့မှအာ upload လုပ်ထားပါအားလုံးကိုပြောချင်တာကတော့ဒီ Romania တို့ဒီ EU နိုင်ငံပေါ့ဘယ်နိုင်ငံမဲ့သွားချင်းချင်းပေါ့ English လို့ကတော့မပြောတတ်လို့မရပါဘူး English လို့ကတော့ပြောကိုပြောတတ်မှရမှာဆိုတဲ့အခါကျတော့ ဒီကိုနေနေတဲ့ကိုနိုင်ဘယ်နိုင်ငံမှာပဲနေနေပေါ့နော်ဒီအင်္ဂလိပ်စာကိုတော့ရအောင် fluently ပြောတတ်အောင်လေ့ကျင့်ထားပါ fluently မဟုတ်ရင်တောင်မှ employer ကကိုကိုမေးလာမဲ့မေးခွန်းတွေအားလုံးကိုဖြည့်နိုင်အောင်ကြက်ထားပါဟုတ်လေ့ကျင့်ထားပါနော်အဲ့တော့ဒီ website တွေကနေတဆင့် အလုတ်တွေဝေရှာပြီးတဲ့ခါကျတော့အကန့်ကောင်းထောက်မစွာနဲ့ရူမေးနီးယားတို့ဒီတခြားသိငယ်တဲ့ယူရိုပ်ထဲကနိုင်ငံလေးတွေကိုရောက်ကြပါစေ။ဘာကြောင့်သိငယ်တဲ့နိုင်ငံလေးတွေကိုအရင်သွားရတာလဲဆိုတော့ဒီမေကွန်းရဲ့အဖြေကိုခဏခဏပြောခဲ့တယ်ကိုသွားချင်တာကတော့နိုင်ငံအကြီးကြီးတွေပဲဘာကြောင့်ရူမေးနီးယားတို့မာတာတို့ဒီလစ်တူရေးနီးယားတို့ကိုအရင် try ရတာလဲဆိုတော့အခါကျတော့ visa ရနိုင်ချေ chance ပိုများလို့ဖြစ်တယ်။ Romania Romania ဟာဆိုလို့ရှိရင်သူ့နိုင်ငံမှာစီးပွားရေးပေါ့နော် economy အရန်ကို grow ဖြစ်လာတာဖြစ်တဲ့အတွက်ဒီအော် outside ကဒီ non EU citizen တွေကိုခေါ်ယူတဲ့ခေါ်ယူဖို့အတွက် visa quota တစ်နှစ်ကိုတသိန်းတောင်ချပေးတာဆိုတော့ဒီတသိန်းထဲမှာ ရနိုင်တဲ့ chance ပုံများလို့ဒီ Romania တို့ Lithuania တို့ Malta တို့ကိုပြောတာဖြစ်တယ်